တနင်္ဂနွေနဲ့တနင်္လာနဲ့ပေါင်းဖက်ရင်အဆင်ပြေပါမလားမပြေဘူးလားဘာတွေကကောင်းနေတယ်လဲဘာတွေကိုတတိထားရမလဲတွဲရင်ရောရေစီမှာအဆင်ပြေနိုင်မလားဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကမောင်တုခါပါပေးရင်ရတရားနဲ့လော့ကီအစီအင်တွေနဲ့ခုနှစ်ရက်တိုင်းများဤဇီဝိုင်းလူမှုရေးကျန်းမာရေးအိမ်တော်ကြီးတို့ကိုဖြည့်ဆင်းပေးနေသူတယောက်ပါစေကံစီုံသွားလဲမပြောင်းဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့သူတွေဘယောကဝေနာခံစားနေရတဲ့သူတွေဆိုလဲအထက်လန်းပညာဖြင့် ဖြည့်ရှင်းကုသမိနဲ့ဒုတိယပါခင်ဗျာဒီနေ့မှာကျွန်တော်ကိုမေးထားတဲ့ဒါကောင်းမလေးတရားပေါ့နော်တင်းငွေငွေနဲ့တင်းလာနဲ့ပေါင်းဖက်လို့ကြာလားဆိုတော့နော်အကြောင်းအရာလေးကိုအပြည့်စုံကိုတင်ဆက်ပေးပါမယ်ပြီးရင်အနောက်မှာလည်းကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားလောက်ထားမယ်ဆိုရင်အိမ်တော်ကြီးတွေနော်အဆင်ပြေသွားမှာဖြစ်ပါတယ်ဒီတင်းငွေငွေနဲ့တင်းလာပဲအကျုံဝင်တာပေါ့နော်တခြားနေနေတော့အကျုံဝင်ပါဦးခင်ဗျာကဲကျွန်တော်တူတူလက်ကြည့်ကြတင်းငွေငွေနဲ့တင်းလာနဲ့အိမ်တော်ဖက်ရင်ရသလားလို့ပြီးရင် ပြုတ်လို့ရသွားတဲ့နှိမ့်နံတွေကဒီကမကြပါဘူး။တခုရှိတာကတင်းငွေတွေတင်းလာနေရီးစားပွားမှာကအဆင်ပြေကောင်းပြေးလိမ့်မယ်။အိမ်အောင်ကြွားပြီးတာနဲ့ပြက်နာတွေကစားပါပြီ။ကြောက်နေတဲ့အကြံပြုရရင်တော့ဒီနှိမ့်နံတစ်ခုကအိမ်အောင်လုံးဝမပြုတ်သေးပါဘူး။ဘာကြောင့်လဲဆိုတော့ဆန်ချမ်းပညာရဲ့အဆိုအရဒီတင်းငွေတွေနဲ့တင်းလာကပရိပခာဥဒတိန်ဆိုတဲ့เนาะအတိတ်ပဲရပါတယ်။ပရိပခာဥဒတိန်ဆိုတာကကိုရောစိတ်ပါပြင်ပန်းခြင်းအတက်အကြွေမြန်ခြင်း အမြဲတမ်းလို့လို့နော်ဒီနေ့နဲ့တစ်ခုကစိတ်ညစ်နေရခြင်းတကြက်ကြက်ဖြစ်နေခြင်းနဲ့နော်စင်တူပါတယ်ဒါကြောင့်ဒီနေ့နံကိုမရွေးချယ်သိဘူးလို့ကျွန်တော်ကအကြံပြုပါတယ်တခြားကြည့်စရာတွေတော့အများကြီးရှိပါသေးတယ်ပြီးမှကျွန်တော်အသေးစိတ်လေးပြောပြပါမယ်ဒီတင်းငွေလိုတဲ့တင်းလာကလုံးဝမဖြစ်မနေလက်ထက်ရောက်တော့မယ်အခြေအနေမျိုးရောက်လာပြီဆိုတာနဲ့အခုကျွန်တော်เนาะဘီယိုရဲ့အနောက်မှာရေတရာလေးပြီးမယ် ဒီရေတရားကိုအမြဲမပြတ်ပေါ့နော်လှုပ်ထားစေခြင်းနဲ့ဒါမှပဲအိမ်တော်ရေးတွေတည်မြဲမယ်ခိုင်မြဲမယ်အဆင်ပြေမှာဖြစ်ပါတယ်မြေရဲ့နောက်မှာကျော်တင်ပေးမှာဖြစ်ပါတယ်တခုတတိထားရမှာကတနင်္ဂနွေနဲ့တနင်္လာနဲ့ပေါင်းဖက်ပြီးတာနဲ့နော်လက်ထက်ပြီးတာနဲ့အနေဝေးလို့မရပါဘူးအနေဝေးတွေတွေးအေးသွားမှာဖြစ်ပါတယ်တနင်္ဂနွေကနေကိုကိုစားပြုပါတယ်တနင်္လာကလကိုကိုစားပြုပါတယ်တနင်္ဂနွေကအပူတက်တနင်္လာကအေးတက်ဖြစ်ပါတယ် ဒီလိုနေနိုင်ဖို့ပေါင်းလိုက်မယ်ဆိုရင်အပူနဲ့အေးနဲ့ပေါင်းမယ်ဆိုရင်အပူကနိုင်စမြဲဖြစ်ပါတယ်။ဒါကြောင့်တင်းလာသားပြီနေနဲ့တင်းငွေသားသမီးတွေကိုလက်ထက်မဲ့အိမ်အောင်ပတ်ပြည့်ရွေးချယ်မယ်ဆိုရင်အမြဲတမ်းလိုလိုစိတ်ရောကိုယ်ရောစီရင်နေရလိမ့်မယ်။ငါကလက်ထက်ခဲ့တာမှားပြီဆိုပြီးတော့နောင်တလည်းကြနေလိမ့်မယ်။တင်းငွေသားသမီးကတင်းလာထက်ကြီးနေတော့ပိုကောင်းတယ်ဒါမှမဟုတ်ရင်တင်းငွေကငယ်တဲ့တင်းလာကကြီးတယ်ဆိုရင်ပိုပြီးတော့ပြက်နာများတာ နော်ဘာကြောင့်ဆိုတနင်္ဂနွေကအမြဲတမ်းလိုအနိုင်ယူခြင်းနဲ့နော်အထက်စီကနေနေခြင်းနဲ့ပြီးတော့သူကအငယ်ဖြစ်နေတယ်ဆိုရင်ပူပြီးတော့ပြက်နာများတတ်တယ်ဒါကြောင့်တနင်္ဂနွေနဲ့တနင်္လာနဲ့တက်ထက်မယ်ဆိုရင်အကောင်းဆုံးကတနင်္ဂနွေကအကြီးဖြစ်နေရမယ်နော်တနင်္လာကအငယ်ဖြစ်နေရမယ်ဒါမှပဲရေးစေးမှာအဆင်ပြေမှာဖြစ်ပါတနင်္လာသားမင်းနေနဲ့တနင်္ဂနွေသားမျိုးလက်ထပ်တော့မယ်အိမ်အောင်ဘက်ပြရွေးချယ်တော့မယ်ဆိုရင်တခုတတိထာယာမှာကသူတို့ရဲ့အနှွန်တာကိုတသက်လုံးခံနိုင်သလား မခန္ဓာနဲ့တတိဒေချာပေါင်းကွဲတာတွေဖြစ်တာတွေလည်းဒါဖြစ်တတ်ပါတယ်။တနည်းလာကအေးတက်ပြတဲ့နော်လကိုကိုစားပြုတဲ့လရဲ့တဘောအရာနေရဲ့အလင်းထက်ကိုစုပ်ယူနေရတဲ့နေကိုအားကိုနေရတဲ့တဘောဖြစ်တယ်။နေရဲ့အလင်းရောင်တက်ရမှာဒီလပြင်းလေးတွေမျိုးမှာဒါအလင်းတက်တွေပြီးနိုင်တာပေါ့နော်။နေရဆွမ်းအားတွေနော်ပါနေတယ်နေကိုအားကိုနေရတဲ့တဘောပေါ့ဒါကြောင့်ကြောက်အနေနဲ့နော်အကြံပြုရရင်နေကိုအားကိုစရာမလိုအောင်စူးစမ်းတည်ပါရဲ ကဲဆိုးတဲ့အပိုင်းကတော့ပြီးသွားပြီကောင်းတဲ့ဟာလေးတဲ့တစ်ခုရှိပါသေးတယ်ဘာလဲဆိုတော့နော်မိတ်ဆွေတို့ကြားဘူးလားမသိဘူးစာဆိုတစ်ခုရှိတယ်နေနဲ့လဆွေနဲ့များဆိုတဲ့စကားလေးနော်နေနဲ့လဆွေနဲ့များဆိုတဲ့စကားအတိုင်းတနင်းလာနဲ့တနင်းကတွင်နဲ့လက်ထက်လိုက်ပြီးတာနဲ့စီးပွားရေးတွေငွေကြေးတွေအလောက်ကင်တွေဝုန်းတိုင်းအစဉ်ပြေသွားတာမျိုးတွေကြုံတွေ့ရတတ်ပါဒါကြောင့်တနင်းကတွင်နဲ့တနင်းလာနဲ့အိမ်အောင်ဖက်လန့်ရင်စီးပွားရေးအလောက်ကင်တွေအစဉ်ပြေတယ်ပြီးတော့ကောင်းတယ်လို့လည်းဆိုရပါမယ် တခုရှိတာကစီးပွားရေးတွေအလောက်တိုင်းတွေလောက်တော့မယ်ဆိုရင်တိုင်းတိုင်းပြင်ပြင်လောက်တတ်ဖို့အရန်ရည်ကြည်ပါတယ်နော်တယောက်နဲ့တယောက်မာနတွေထားနေလို့ကတော့လုံးဝအဆင်ပြေမှာမဟုတ်ဘူးတလွဲမာနတွေပေါ့နော်ဟုတ်ပြီကြောင့်ရတရားလေးတခုပေးမယ်ဒီရတရားအောင်လောက်ထားမယ်ဆိုရင်တသက်လုံးတင်းငွေနဲ့ဒင်းလာနဲ့နော်အိမ်တော်ရေးပြပခဖြစ်မယ်ဆိုရင်ခဏတောင်ပဲပေါ့နော်ပြန်လဲအဆင်ပြေသွားလိမ့်မယ်ဒီရတရားကိုတသက်လုံးလောက်ထားမှာကိုကျွန်တော်ကအကြံပြုချင်ပါတယ်။အရန်ကြီးလည်းမခက်ပါဘူး။ မိတ်ဆွေတို့ကတလကိုတစ်ကြိမ်ပေါ့နော်ဒါမဟုတ်ရင်နှစ်ကြိမ်မိမိတက်နိုင်တက်နိုင်တယ်လို့မျိုးလေနော်အချိန်ရရလို့မျိုးလေဒီရတရားကိုအမြဲလိုလိုလုပ်ပြီးပါခင်ဗျာနောက်ရမှာကတော့အရန်လွယ်တယ်ကိုနေတဲ့အိမ်ဒါမှမဟုတ်ကိုနေတဲ့အခန်းမှာပေါ့နော်ဖျားကြောင်းဆောင်ရှိတယ်ဆိုရင်ဖျားရုပ်ွားတော့အောက်မှာနော်ပနင်းလာနံဖြစ်တဲ့ဂန်းကော်ပန်းတွေကိုနော်ဖျားခင်လာပြီးတော့နော်အဲ့ဒီဖျားရဲ့ပုံတော်ကို အပေါ်မှာတင်နာပါခင်ဗျာအဂတ်ကောပန်းကဘာကိုကိုစားပြုတာလဲဆိုတော့ဖျားလက်ပလင်အနေနဲ့လှူဒန်းပေးပါဂတ်ကောပန်းကနော်တင်းလာနံဖြစ်တဲ့ဒါတော့တင်းလာနံဖြစ်တဲ့ဂတ်ကောပန်းကိုဖျားပလင်ဖြစ်လှူပေးပါတင်းငွေနံဖြစ်တဲ့အုံညို့ပေါ့နော်ကိုညို့တတိကိုဖျားရဲ့အကြောင်းဆောင်မှာနော်လှူဒန်းပေးပါနော်ဖျားပန်းနဲ့ရောပြီးတော့လှူလို့လည်းရတယ်ဒါကိုဘယ်ချိန်ဘယ်ခါလောက်ရမှာအိမ်တော်ရဲ့အစင်မပြေတာနဲ့ဒီရတရားကိုမပြတ်လှုပ်ပေးပါ အဆင်ပြေနေတဲ့ဆိုရင်လည်းမကြမကြလေးလှုပ်ပေးပါတည်ရတရားကိုလှုပ်ချင်အားဖြင့်တနင်းကွန်ရီနဲ့တင်းလာနဲ့အိမ်အောင်ပြုမယ်လက်ထပ်မယ်ဆိုရင်အဆင်ပြေပါရယ်ခင်ဗျာတခြားကြည့်စရာတွေလည်းအများကြီးရှိသေးပါရယ်အခုကျွန်တော်ပြောနေတာကရေဘူးရအားဖြင့်အပေါ်ရန်လွှာလေးကိုပြောနေတာပါနော်တခြားကြည့်စရာတွေတော့အများကြီးရှိပါသေးတယ်နော်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့နော်အိမ်အောင်ပြုတော့မယ်လက်ထပ်တော့မယ်ဆိုရင်ဒီနေ့နိုင်ပြီပဲကြည့်လို့မရပါဘူးနော်အကောင်းဆုံးက တိတက်နားလေတဲ့ဆရာတွေမှာစာရာတိုက်စီလိုက်ရင်တော့အကောင်းဆုံးပါပဲကျော်မိတ်ဆွေတွေနှစ်အဆငါလည်းနှစ်အဆုံကောင်းတော့မိတ်ကောင်းတော့တဲ့ကောင်းတော့ငွေကြီးနဲ့ပြည့်စုံပြီးပျော်စွင်တော့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအချစ်ရေးအိမ်တော်ရေးစီးပွားရေးအလောက်ကန်တွေလည်းဆက်ဆက်ရရအဆင်ပြေကြပါစေခင်ဗျာအခုကျွန်တော်တင်ပေးလိုက်တဲ့ဗီဒီယိုကိုမြင်တာနဲ့ဝေမျှခြင်း share ခြင်းဖြင့်ကုလိုယူလိုက်ပါခင်ဗျာကုလိုမျိုးပဲတခြားနေနံတွေဒါတွေ့သွားတယ်ကုလိုမျိုးပေါ့နော်အနေနံသူတွေတွေ့သွားတယ်ဆိုရင်ထပ်တူကုလိုရမှာဖြစ်ပါတယ် မိတ်ဆွေတို့တိကျင်တဲ့နေ့နိုင်တွေရှိတယ်ဆိုရင် comment မှာချက်လောက်မှတ်လာခဲ့ပြီးပါနောက်အချိန်အားရင်အားသလိုမျိုးစစ်ဆေးပေးပါမယ်ခင်ဗျာကျွန်မဆွေတွေပြောရှင်တော့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါ